ထမင်းတွေကိုမနိုင်မနေနေယူပြီးအဲ့ကျုံးမေးမှာဒီလိုဟိုကြကြိုးအဲ့ကြီးကြီးတွေနဲ့အမိုက်ပုံကြီးတွေထဲမှာအဲ့ထမင်းတုတ်ကြီးထမင်းတုတ်ကြီးပုတ်တိုးနေအောင်ပုံပစ်ထားကြတာမစားနိုင်နဲ့နဲ့မယူကြနဲ့လीနော်ကိုတွေဆိုရင်ကိုထက်မရှိတဲ့သူတွေကိုစားသိချင်တာပေါ့နော်အားလုံးမင်္ဂလာပါဗျာမန္တလေးမြို့မှာငလျင်လှုပ်ခတ်မှုအပြီးမြေပြင်အခြေအနေတွေကို လက်တော်မန္တလေးမြို့ခံမြို့သမီးတဦးရဲ့ပြောပြထားတာလေးတွေကိုပြန်လည်ဝေမျှခြင်းပါတယ်မန္တလေးမြို့ရဲ့ကျုံပေးမှာထမင်းတို့တွေဝေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေကြုံတွေ့နေရတယ်အဲကိစ္စနဲ့ပတ်သက်ပြီးတော့မန္တလေးမြို့ခံအမျိုးသမီးတယောက်ပြောပြထားတာလေးကိုကျွန်တော်တို့အထူးထူးနားထောင်ကြည့်အောင်ဗျာတကယ်တမ်းလေမန္တလေးမှာဖြစ်တဲ့ဟာတွေမှာပြောချင်တာဟုတ်လို့ဖြစ်လို့ပြောတာဗလိန်းတာလည်းမဟုတ်ဘူးเนาะဒါပေမဲ့တကယ်တကယ်မြေပြင်မှာဖြစ်နေတာ တိုက်တွေပြိုတာအိမ်တွေပြိုတာဘာညာတွေဆိုတော့အကုန်လုံးတော်တော်များများသတိတွေမရှိစင်ရတာတိုက်မှာပါသတိတွေကဘယ်လိုဖြစ်လဲဆိုတော့အာဟိုလူသူများဟောသူတို့ကလွတ်သွားတဲ့သူတွေပေါ့နော်အိမ်တွေပြိုတယ်ဆိုလဲလွတ်သွားတဲ့သူတွေကသူတို့မှာတချို့ဆိုမိမျိုးမှာအိမ်တွေရှိအိမ်ပိုင်းရှိတဲ့သူတွေချက်ချင်းတက်ပြီးသွားနေကြတယ်ကားတွေနဲ့ထွက်သွားကြတယ်တချို့ဆိုလို့ရှိရင်လည်းဒီမန္တလေးမှာပဲနောက်ထပ်ချမ်းကျဲဝင်းကျည်ကြီးတွေရှိတဲ့သူတွေသူတို့ခြံနေတဲ့မှာသွားပြီးအေးဆေးနေကြတယ် အဲ့လိုခုကျုံပေးမှာလို့လမ်းပေးမှာလို့ထွက်အိမ်နေရတဲ့သူတွေကိုမရောက်ဒီမရောက်ကိုတို့လိုအလက်တန်းသားတွေပေါ့နော်ကိုမရောက်ဒီမရောက်တယ်ကိုမရောက်ဒီမရောက်တယ်နေပြီးတော့အဓိကအလေးပါဖြစ်နေတဲ့ဆိုတော့နည်းရလဲကျမအဲ့ကျုံပေးတွေလည်းတွားကြည့်တယ်အကျေဆိုထမင်းတုတ်တွေဝေပြီးအဲ့ထမင်းတွေတို့ဖော့ဘူးတွေတို့ဟိုမစားနိုင်စားနိုင်ပေါ့နော်တကယ်ဖြစ်တဲ့သူကလည်းရှိမှာပေါ့နော်တကယ်ဖြစ်ရင်လည်းဒီထမင်းတွေကနေစင်နေမြအမားတို့ဘာမှမဖြစ်တဲ့အိမ်နေတောင်ပဲ ကိုထမင်းကိုတောင်မှမစားနိုင်တဲ့အခြေအနေကိုပါကိုချက်စားရတဲ့ထမင်းနဲ့ခလေးတွေရှိလို့ဒါချက်ကျွေးနေတာကိုထမင်းကိုတောင်တပကံပြည့်အောင်မစားနိုင်တဲ့အခြေအနေမှာထမင်းတုပ်တွေဇို့ဝေပြီးတော့ထမင်းတုပ်တွေကိုလည်းလိုအပ်တဲ့သူတွေရောမလိုအပ်တဲ့သူတွေရောအတင်းယူပြီးတော့လေကိုယ်တိုင်မျက်မြင်တွေ့ခဲ့တာเนาะတော်ကြကြရင်အဲဘာဖြစ်냐ဖြစ်ပြောမှာဆိုလို့ ထမင်းတွေကိုမနိုင်မနင်းနေယူပြီးရင်အဲ့ကျုံးပေးမှာဒီလိုဟိုဂျိုးအဲ့ကြီးကြီးတွေနဲ့အမိုက်ပုံကြီးတွေထဲမှာအဲ့ထမင်းဒုတ်တွေထမင်းဒုတ်တွေပုတ်တိုးနေအောင်အကုန်ပြစ်ထားကြတာမစားနိုင်နဲ့နဲ့မယူကြနဲ့လीနော်ကိုတွေဆိုရင်ကို့ထက်မရှိတဲ့သူတွေကိုစားသိချင်တာပေါ့နော်မစားရတဲ့သူဒါပေမဲ့တအားနေပူတယ်ကွာ နေပူပြီးတော့လူတွေရဲ့ရင်တွေရဲ့တောကတွေလည်းများပြီးတအားနေတွေတအားပူနေတဲ့အချိန်မှာဒီထမင်းထုတ်တွေဇုတ်ဝေနေတဲ့သူတွေမဟုတ်ကုသိုလ်လောက်တာပေါ့အပြစ်ပြောတာမဟုတ်ဘူးเนาะကိုယ့်ရဲ့ တယောက်ထည့်ရဲ့အတွေးပေါ့နော်အဓိကလိုအပ်တာရေတို့ဓာတ်စားတို့ရေသန့်တို့ဓာတ်စားတို့အဲလိုအပ်တဲ့ဆေးဝါးလေးတွေတို့နောက်ပြီးတော့ဆေးဝါးအဓိကမဟုတ်ဘူးဟိုဒဏ်ရာမရလို့အပြင်ထွက်လာတဲ့ဟာဆိုရင်လေဟိုပါမုံချောက်လေးတွေပေါ့နော်မုံချောက်လေးတွေဆိုလို့ရှိရင်ဥမာကိုယ်ဆိုလည်းဖြစ်ဖြစ်ညမစားနိုင်တော့ကိုယ့်အိမ်မှာမုံကျွလေးဖြစ်ဖြစ်ဟိုပမုံလေးတစ်ချက်စားဘီစကီလေးတစ်ချက်စားပြီးရေတောက်နေရတာစားနိုင်မှုတကယ်တမ်းじゃအဲ့ထမင်းတုပ်အပူကြီးတွေ ဘလူကြီးဖြစ်မစားနိုင်ဘူးတချို့ဆိုကြည့်ရနော်အလူရှင်တွေကိုယ်တိုင်တင်ထားတဲ့ဟို share ထားတဲ့ post တွေတို့ဘာတို့မှကြည့်လိုက်ထမင်းတုတ်ကိုလည်းလာလာပြီးဝေတဲ့သူတန်းစီယူကြတယ်တဲ့ဖြန့်ကြည့်ပြီးတော့အသားဟင်းမဟုတ်တော့မိုက်တောင်းတဲ့ကိုပြစ်သွားတယ်လို့အဲ့လိုမျိုးတွေလည်းရှိရနော်ဟုတ်ကဲ့ပါနောက်လှူမဲ့သူတွေတတိထားနိုင်အောင်ပြန်လဲဝေမျှခြင်းဖြစ်ပါတယ်အဓိကလိုအပ်နေတာထမင်းတုတ်မဟုတ်ပါဘူးအဓိကလိုအပ်နေတာထမင်းတွေထမင်းထုတ်တွေကြီးပဲမဟုတ်ပါဘူးအဓိကလိုအပ်နေတာပတ်စံရဲ့ဆေးဝါးရဲ့ဆေးရုံမှာဒုက္ခရောက်နေတဲ့ လူတွေအများကြီးရှိရလို့လည်းတည်င်းရပါတယ်ဆေးရုံတွေမှာလိုအပ်နေတဲ့သူတွေကိုလှူဖို့လိုပါတယ်နောက်ရေပါเนาะအခုရေကဝယ်လို့မရတော့တဲ့အထိဖြစ်နေတယ်ရေကရေတန့်ဒပလင်းကိုပဲမတန်တဆဈေးတွေပေးဝယ်နေရတယ်လို့လည်းတည်င်းကြပါတယ်เนาะအဲ့ဒါလေးတွေကိုကျွန်တော်တို့အလှူရှင်တွေအနေနဲ့သတိထားရအောင်ကျွန်တော်တို့ပြန်လဲဝေမျှရခြင်းဖြစ်ပါတယ်ဒါကမြေပြင်မှာရှိနေတဲ့နေခံတွေရဲ့တကယ်ပဂတိအခြေအနေပါပို့ချင်းစာကြလှူတဲ့သူတွေကလည်းပေါ်နေလို့လှူကြတာမဟုတ်ဘူး တကယ်တမ်းဖြစ်သွားတဲ့တိုက်တီပုံပြီးပြိုကျသွားတဲ့တထေးတွေကဟိုလူသိရင်သိမဲ့ကွာဥပမာတချို့ဆိုလူလွတ်သွားတဲ့သူတွေဆိုလဲသူတို့ကားတွေနဲ့သူတို့မြို့ပြင်တွေထွက်သွားပြီးသူတို့ခြံတွေမှာသူတို့သွားနေနေကြပြီးဒီထမင်းတုတ်တန်းစီတဲ့သူတွေကိုလိုသူလိုလူလက်တန်းသားတို့ခြေကန်လူတန်းသားတို့ရှိတဲ့သူတွေဒါမဲ့သူတို့တွေကလည်းစီကဲမရှိကြဘူးတချို့အလှရှင်တွေကိုအားနာဖို့ကောင်းတယ်လို့ကိုယ်စိတ်ထဲမှာပေါ့နော်ကိုမန္တလေးမှာနေတဲ့သူတွေကတချို့ကစီကံတစ်သက်မှမရှိဘူးအခုမြင်အကျုံးပေးမှသွားကြည့်လိုက်ဟိုလေ စိတ်စိတ်ညစ်ညူစရာပေါ့နော်ဒုက္ခသူများတွေမှာတချို့ကတော့အဲမိသားစုဝင်နေသေးလို့ငိုကြယူကြဘလို့ပညာအမျိုးဆုံးအတုပတွေလုံနေကြတဲ့အချိန်မှာဒီမှာဖြစ်ချင်တိုင်းဖြစ်နေတာပွဲသေးတန်းကြီးလို့ဟာစားကြတောက်ကြလွတ်ပြစ်ကြလူရှင်တွေရလေဥမာပတ်စံထုတ်လိုက်တယ်ကွာအဲ့ဒီထမင်းတဘူးရဖို့တို့ရလေအလုတ်လောက်အားဌာနပြုတဲ့သူတွေရှိတယ်ပတ်စံလဲစိုက်တယ်လူလဲစိုက်တဲ့သူတွေရှိတယ်ပေမေမမ်းမန်းမန္တလေးနေတည်တယ်နော်မန္တလေးနေဘလောက်ပူလဲဆိုတာတည်တယ်အဲ့ဒီနေပူဆက်ခါတဲ့မှာဒီထမင်းနေ ချက်ဖို့မီးတွေနဲ့ပူပူလောင်လောင်ချက်ပြုတ်ပြီးတော့လာလှူတဲ့သူတွေမှာအာမနာအဲ့လိုလေယူပြီးလွတ်ပြကြတယ်မကုံမခန်းနေလောက်ကြတယ်တကယ်တမ်းလူတိုင်းကကိုတော့ကနဲ့ကိုဘယ်သူမှကိုယ့်ကိုမစားနိုင်မယ်ဒီထမင်းတုပ်လာဝေတိုင်းအတင်းမယူနဲ့လေဟိုလိုဖြစ်လို့မဟုတ်ဘူးဟိုတကယ်တမ်းစားနိုင်နေဆိုရင်ယူပါဘယ်တော့ကရောက်ရောက်ငါတို့ကတော့စားနိုင်နေဟေ့ဆိုရင်ယူစားစားလို့ကုန်သွားတော့အခုကျတော့လူရှင်တွေလည်း စိတ်စိတ်ဟိုဘလို့ပြောမလဲပီတိမဖြစ်ရဘူးဟေးအကုန်လုံးဖြုံးတီးထားတယ်လို့ပဲမြင်ရတာအကုသူတွေများပြီးတော့အမေသူတို့ချင်းချင်းသူတို့နဲ့ကိုအမေစိတ်ပြက်စရာကြီးကျုံးပေးမှတွေ့ကြည့်လိုက်ဟွာနောက်နောက်ဖက်ကျုံပူဆိုးတယ်နောက်ဖက်ကျုံပူဆိုးတယ်အဲတောက်နောက်ဖက်နဲ့တောင်ဖက်ကျုံနဲ့နောက်ဖက်ကျုံကအဆိုးဆုံးပဲအဲတချို့တို့ဆိုလို့ရှိရင်တော့ပြောမှာပေါ့ဗျဖြစ်ညာဖြစ်နေဆိုလို့ကိုကအဲ့လိုပြောလို့ဆိုမဟုတ်ဘူးကိုကဖြစ်စေချင်တာက တအားပူလောင်ပြီးနေပူစက်ကားထဲမှာထမင်းလဲတအားမစားနိုင်မဲ့အတူတူကိုယ့်ရဲ့ကိုယ့်ရဲ့တည်ဦးတည်းရဲ့ဟိုပေါ့နော်စိတ်ကူးပေါ့နော်တကယ်တမ်းဖြစ်တင်တာအဓိကရေတန့်တို့ဓာစားတို့နေတအားပူတော့လေအဲ ဟိုဗောမုံ6လေးတွေတို့အဲ့လိုမျိုးဒီသားသူတစုကိုဘယ်နဲ့ထုတ်သူတို့လူကြီးရဲ့အရေးအတွက်ပုံမူတည်ပြီးတကယ်တမ်းကျအဲ့လိုမျိုးပဲစားနိုင်တယ်မစားနိုင်ဘူးအဲ့လိုမျိုးတွေပေါ့စေဝါလိုအပ်လားလိုအပ်တဲ့သူကိုကုပေးပေါ့အဲ့လိုမျိုးလေးပဲဖြစ်စေဖြစ်ဖြစ်မှဖြစ်မဲ့တယ်အမိုက်တွေကလည်းတအားပဲအမိုက်အမိုက်တိမ့်ဖို့ဘာညာလဲစီပင်တွေလည်းအဲ့လောက်ကြီးဟိုမဖြစ်ဘူးပေါ့နော်ဘယ်လိုပြောရမလဲအမိုက်ကားတွေနဲ့လိုက်တိမ့်ဖို့လဲအရင်ဟိုတိမ့်တဲ့သူကတော့တိမ့်နေတာပေါ့နော်လှုပ်ပေးနေမနိုင်ဘူးကွာအဲ့လိုဖြစ်နေတာအဲ့ အခုပလိန်းတာမဟုတ်ဘူးတခုခုဆိုတကယ်လိုအပ်နေတဲ့ဟာတွေကိုယ့်ရဲ့ကွက်ထဲမှာလည်းအိမ်ရှိတယ်ဟိုမဖြစ်လို့ငုံတုံငတ်နေတဲ့သူတွေရှိတယ်အလုပ်လည်းမသွားနိုင်တော့ဘူးအလုပ်လုပ်တဲ့ဆိုသူတို့ကုမ္ပဏီတွေကပြိုသွားတာတို့အဲ့လိုပေါ့အိမ်ဒီလေးနဲ့ငြိမ်ပြီးတော့ဒုက္ခရောက်နေတဲ့သူတပုံကြီးတချို့ဆိုစစ်ပေးရှောင်းနေအိမ်ငှားလာနေတာငှားနေတဲ့အိမ်ကပြိုကျတော့တခါလမ်းဘေးကိုရောက်လုံမရှိလောက်ကသွားတော့ဟိုနေစားလောက်တဲ့အလုပ်ကလေးတွေကရက်ထားရ ငတ်နေတဲ့သူတွေစားပြည့်မရှိတဲ့သူတွေတပုံကြီးကိုရက်ွက်ထဲမှာပဲကိုနားလေးတွေငုံတုတ်တွေလူများကြီးပဲတကယ်ဖြစ်နေတဲ့သူတွေကဘယ်သူမှအဲ့လောက်ကြီးသွားပြီးတော့ထမင်းတုတ်တန်းမယူဘူးဟိုကိုလိုချားနေတယ်ပေါ့နော်ကိုမရောက်ဒီမရောက်ဒီပေါ့အေးထမင်းတုတ်မလူတဲ့လူကပြောပြတာလိုအပ်ချက်တွေကများနေတာပေါ့ကွယ်တကယ်တမ်းဆိုကဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာပြောကိုမပြောချင်ဘူးလိုင်းလည်းမတက်ဘူးလိုင်းလည်းလိုင်းနေလည်းမရပါဘူးဖုန်းလိုင်းနေမရလို့ကိုကိုစိုးရင်ပြီးတော့ မန္တလေးကဆိုတော့အမဘာဖြစ်လဲကိုမန္တလေးချင်းချင်းတောင်မန္တလေးချင်းချင်းတောင်ဖုံးဆက်လို့မရဘူးအဲ့လိုမျိုးတွေဖြစ်နေတယ်ကိုကပြောခုလိုဟိုမျိုးတွေကိုမပြောချင်ဘူးတို့ဘာမာတွေကဘယ်နာမှစီကံမရှိဘူးဘာတွေလုပ်နေကြမှန်းလည်းမသိဘူးတွားတွေးလိုက်လို့ရှင်အခုတကယ်ဆိုအခုဒါကိုလန်းနေတယ်နော်ကိုလန်းနေတယ်ဆိုရင်ကိုအိမ်မှာကိုကဘာမှမဖြစ်လို့ပြောတယ်လို့ဖြစ်အောင်မှာကိုတွေဖြစ်တယ်ဆိုလဲငါတို့ထွက်ပြီးတော့ဟိုလမ်းပေးနေရတယ်ဆိုလဲကိုရင်ရှိကိုလမ်းပေးလွတ်တဲ့နေရာနေရမှာပဲ။ အခုဆိုလို့ကိုနားလေးမှလည်းအဲ့လိုပဲတိုက်တီးကအလုံးအထယ်မပြက်နေလို့မရတော့မနေရတော့ခုကလည်းတကြိမ်ကြိမ်လှုပ်နေတော့တနေ့တနေ့ကိုမလှုပ်ဘူးဆိုလို့ရှိရင်အဲဥမာအကြမ်းကြီးမလှုပ်ရင်တော့အနုစားငလီနေရတစ်ချိန်လုံးဟိုဆက်ဆက်အချင်းဟိုကလည်းဆိုတရက်ကို10ချိန်ထက်မနဲ့တကြဲကြဲကြဲနဲ့လှုပ်နေတာအဲ့လိုမျိုးဆိုကို့မှာသတိနဲ့နေရတာကို့အိမ်ဘာမှမဖြစ်နေကို့ကအိမ်ထဲကအိမ်ပြင်မထွက်အဲဟိုမထွက်ဘဲမနေရဘူးတခုခုဆိုရင်ဟိုပြေးဖို့အစင်နဲ့အပေါက်နားမှာထိုင်းနေရတာကလေးတွေနဲ့အဲ့လိုမျိုးနေရတာ ဲ့ကြတော့ခုမန္တလေးရဲ့ဒီလိုတွေဖြစ်နေတယ်ဆိုအပြီအခုလမ်းပေးနေတဲ့သူတွေလည်းလမ်းပေးနေတဲ့သူတွေကိုလည်းစီစဉ်ပေးတဲ့သူကမရှိဘူးလေဟုတ်တယ်မလားဘယ်ကွင်းပြည်ကြီးမှာဘယ်ဘလုံးကွင်းကြီးမှာလာပြီးနေကြဘလို့ဟိုဆိုပြီးတော့ဟိုကဲမ်နေထိုးပြီးတော့ဥမာထားပါယာယီတဲတွေထိုးပြီးစီစဉ်ပေးတဲ့သူလည်းမရှိဘူးကိုစီကမိဘမဲ့တွေလို့ဖြစ်နေတော့လေအာဒါမှလုပ်ပေးတဲ့သူမရှိဘူးအဲ့မှာ ਨੇ အခုကတခါတထေးဥမာဟိုမရောက်ဒီမရောက်ထဲမှာမှာ အဆန်နဲ့နဲ့ရှိတဲ့သူပါတယ်ဆိုတချို့ကမလေးကျမရေရွှေတုတ်ကိုထမ်းသွားတာငွေတုတ်ကိုထမ်းသွားတာနဲ့ရွှေတုတ်ငွေတုတ်တွေနဲ့လမ်းပေးနေတဲ့သူတွေအဲ့လိုတွေပြောရင်အဲ့ဒါကဓမြတွေတိုက်ကြပြန်ရောညကြဓာတွေနဲ့လိုက်ထောက်ကြပြန်ရောဒီကြတာတခုကတော့မန္တလေးမှာကတိုက်ကြရိုက်နဲ့ရုပ်ပြဆင်းပြတွေဖြစ်ကုန်ကြတာပါပဲအဲ့တော့ကျွန်တော်တို့လက်ရှိ အစိုးရမြေခံထားတဲ့ပုံကိုယ်တွေကလည်းမျိုးသမီးပြောသလိုယာယီနေနိုင်တဲ့ကန့်လေးတွေတော့မလုပ်ပေးနိုင် ကိုအိမ်ပြူကနီးအိမ်ပေါ်မှာတက်နေခြင်းနေမနေခြင်းကိုအိမ်ရှေ့ရလမ်းပေါ်မှာထွက်နေကြအဲ့ဒါမှမဟုတ်ရင်ကျုံးဘေးမှာသွားပြီးတော့နေကြဂျာတိဥရောပူပူနဲ့ဗျာနော်ဒါတွေကအစိုးရကလုပ်ပေးရမယ့်ကိစ္စတွေဒါလူမှုကယ်ဆယ်ရေးလုပ်ပေးရမယ့်ကိစ္စအခုကအစိုးရကမလုံနိုင်တော့ကျွန်တော်တို့တနိုင်တစ်ပိုင်းလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့လေးတွေကနေလှုပ်ကြရတယ်ကိုအိထဲကပတ်စံကိုဆိုင်ဒါမှမဟုတ်ရင်အလှူရှင်ကတူတဲ့ပတ်စံနဲ့ ရှိတဲ့ပစ္စည်းကရိယာလေးနဲ့ကုနေကြရတယ်။သိတော့လည်းမဟုတ်ဘူးဗျ။အင်မတန်တနာဖို့လည်းကောင်းတယ်၊လေးစားဖို့လည်းကောင်းပါလေ။နော်။တကယ်ကိုပရဟိတစိတ်ဓာတ်ရှိရှိနဲ့ကုနေကြရတာ။ဒါပါတော့ကျွန်တော်ဆက်ကြည့်ပါဦးမယ်။နော်။မန္တလေးမှာအဲ့လိုတွေဖြစ်နေတာ။တိုက်တီးပြိုတယ်မလားအဲ့တိုက်တီးပြိုတဲ့နေရာမှာဘာတွေလုံနေကြလဲဆိုညာတကောင်နဲ့ဓမီတွေတဝင်းဝင်းနဲ့အဲ့ဓမီတွေတဝင်းဝင်းနဲ့တိုက်တီးပြိုတဲ့နားမှာလိုက်ပြီးတော့ ဘာဟုမှမကြောက်တဲ့ဟာတွေပေါ့နော်ရှေ့နောက်ဖြစ်မှသေမှဖြစ်မှငရဲတော့မပြောနဲ့လောလောဆယ်ဖြစ်မှဟိုဓာတ်လိုက်မလားမွေပေါက်မလားဟိုဘယ်ဟာပြုတ်ကြပြီဘယ်ဟာစူးပြီသေမှမသိတဲ့ဟာတွေကိုတောင်လုံနေကြတာမကြောက်မရွံ့နေအများကြီးဟုတ်တယ်နော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးသတင်းတွေလည်းကြားရပါတယ်ညဆိုရင်ဓမီတွေနဲ့တိုက်ပုံတွေအုပ်ပုံတွေကြားထဲမှာ ပစ္စည်းတွေသွားရှာတယ်နော်တွေ့တဲ့ဟာတွေကိုယူကြတယ်နော်အဲ့လိုတွေသတင်းတွေထွက်နေတယ်မနေ့ကဆိုရင် အရေးကြီးဆက်ရွက်စာတန်းထုတ်တထုတ်ကိုရသွားတယ်ဘသူကရလဲဆိုတာတော့မသိဘူးပေါ့ဗျာအဲ့ဒီရသွားတဲ့အရေးကြီးဆက်ရွက်စာတန်းထုတ်ကိုပတ်စံနဲ့လာရွေးခိုင်းတယ်တဲ့အဲ့လိုတွေဖြစ်နေတယ်နော်ဒါတွေနဲ့ပတ်သက်ပြီးဘသူတွေကဘလို့လောက်ကြမလဲတော်ဝင်ရှိတဲ့သူတွေအနေနဲ့လည်းဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းဝိုင်းဝန်းကူညီကြပါအောင်ဗျာနော်အခုဟာက ကိုပစ္စည်းကိုတော်မှပဲပြန်ပြီးတော့ဓမြတိုက်တယ်လို့တိုက်ခံရပြီးတော့ပတ်စံနဲ့ပြန်ရွေးရတဲ့အခြေအနေမျိုးထီတွေပါရောက်နေတယ် ောနောက်ပြီးတော့အင်ဂျင်နီယာအိမ်ကိုစစ်ပေးတယ်ဆိုပြီးအင်ဂျင်နီယာအယောင်ဆောင်ပြီးတော့ဟိုဟာလိုက်လုပ်တဲ့သူတွေကလည်းရှိသေးတယ်တဲ့ဓမြလိုက်တိုက်တာဟောမိရဖြတ်ဆိုလာအဲ့လိုမျိုးတွေကရှိသေးတယ်အဲ့ကြတော့ကဲဘယ်မှာလဲလုံခြုံမှုအဖက်ဖက်ကဒုက္ခရောက်နေအဲ့ချိန်မှာမှမရှိမရှိမဲတွေရောရှိတဲ့သူတွေရောလှူသည်မြတ်တန်းသည်မြတ်တွေကိုကျုံးပေးမှာတွတ်ကြည့်လိုက်စိတ်ညစ်စရာကြီးတောင်ကောင်းသေးတယ် ိလားအမိုက်တွေလိုမျိုးပြစ်ထားတာမိုက်တွေပြစ်တယ်အမိုက်ပြစ်တာကိုထားလိုက်အမိုက်ကိုကို့အမိုက်ကိုသိမ့်မယ်ဆိုတဲ့အကျင့်မရှိလို့ပြစ်တယ်ဆိုရင်တော့မစားပြီးသားအမိုက်မို့ထမင်းနေထမင်းနေစံနေဘလောက်ဈေးကြီးနေလဲနော် အကုန်ပြစ်ကြတာအထုတ်လိုက်ထုတ်လိုက်ကြီးတွေပုံလိုက်ပုံလိုက်ကြီးပြစ်ထားကြတာပုတ်စော်တွေနန်းနေတာဘာပုတ်စော်နန်းတာအဲ့ထမင်းတွေကနန်းနေတာအာ အခုလိုမျိုးအဲ့လိုမျိုးတွေပြောပြလို့တချို့ကကြတော့အမလီဘလို့လဲပညာလဲညီကဘာလုပ်လို့လဲလို့ပြောနေပြောခြင်းပြောနေမှာဒါမှကိုလောက်တာလဲကိုပြောတရားမလို့ကိုတတ်နိုင်သလောက်ကိုကူညီနေတယ်လောက်ပြီးနေတယ်ဒါမဲ့လေတချို့ကကြဘလို့လဲဆိုတော့အခုချင်းချင်းပြောရင်တိုက်ပြိုလို့လဲမလီနေရတော့ဖို့လို့လားဖို့လက်နဲ့တောင်သူကရက်လို့မရဘူးသူတို့ဝင်ဆိုတဲ့သူမှဝင်ရတာသိလား ကိုတူမတို့အိမ်သွားတယ်မလားကိုတူမတွေကတို့ကိုကလေးတွေကိုတူမတွေကိုမီးတွေရှိတဲ့နေရာကိုတော့ဝင်လို့မရအောင်တို့တွေကပိတ်ထားပြီးကျိုးတန်းကြီးတွေတန်းပလိုက်ပြီးမဝင်နဲ့ဆိုမဝင်ရဘူးဒီတိုင်းလှည့်ပြန်ခဲ့ရတာသိလားအဲ့လိုမျိုးတွေရှိတယ်။ပူညီခြင်းနဲ့ဟာဆိုပူညီရမလား။ဟေးအုံတောင်ကြက်ကြက်ဒီမဲ့အကုန်မြေကြီးတွေရက်ကြဖြဲကြဆိုရက်ကြဖြဲကြမှာလက်နဲ့လှုပ်ဆိုလက်လှုပ်မှာငါတို့လည်းအဲ့လိုမျိုးစိတ်ရှိတယ်။ဒါမဲ့လှုပ်ခွင့်မရှိဘူး။သိလား။တချို့တွေကကြာမသိပဲနဲ့အမလေး မအပုံလိုက်ကြီးတွေပုံနေပြီးအပုံနဲ့နေနန်းနေပြီးဟုတ်တယ်အိမ်ပြိုတဲ့တိုက်ပြိုတဲ့ဟာတွေမှာအပုံနဲ့နေနန်းနေပြီးသေတဲ့ဟာလည်းသေမှာပဲလေဥမာလူရချီပိတ်မိနေတဲ့နေရာရဲ့ဆိုလို့10ရောက်ရှင်မလားရောက်20ရှင်မလားရောက်100ရှင်မလား90ရှင်မလားလည်းမသိဘူးသေတဲ့သူကတော့သေနေမှာပဲလေရှင်တဲ့သူရှိတယ်လို့သေတဲ့သူသေနေမှာပဲအဲ့ကြပုတ်စော်တွေကတော့နန်းနေမှာပဲအဲ့လူသေးသေးပုတ်စော်နန်းရတဲ့ကြားထဲမှာဒီအပြင်ကလူရှင်တွေကအမိုက်တွေခွာ လူတွေကအပုံနဲ့နေနန္ဒာထက်အပြင်ခုနကငါပြောသလိုပဲလူရှင်တွေကအမိုက်တွေဖွာတယ်ထမင်းတွေပစ္စလက်ခတ်တွေလုတ်တယ်အလူရှင်တွေဟာဥမှမနှမျောအာမနာပဲလုတ်ချင်တာတွေလုံနေတာဘောနဲ့စီမံခန့်ခွဲပေးမဲ့သူကလည်းစနစ်တကျလုတ်ဖို့ကင်ဖို့ဟိုနေရာချပေးတဲ့သူလည်းမရှိတော့ပူဆူတာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေဖြစ်နေကြတော့အနိဋ္ဌာယုံကနှစ်ဆင့်ဖြစ်နေတယ် အခုထားလိုက်တချို့ကဟင်းနေတော့ဘာလုပ်လဲအေးငါလည်းငါတက်နိုင်တယ်ငါလုပ်တယ်ဒါပေမဲ့ငါဟဲသူများလို့ line မတက်ဘူးသက်သက်လုံးငါဘာလုပ်တယ်လို့ပြောတယ်မိမမဟုတ်ဒါပေမဲ့အခုလို့ဖြစ်နေချိန်ကျနေတို့ငါတို့နားမှာတိုက်ကြီးပုံလို့ပြောနေလို့လာရက်ဖြဲဆိုလို့သွားရက်ဖြဲဆိုငါလက်နဲ့ရရပါစေငါတို့လောက်ဝိုင်းလောက်ဆိုလုံးမဲ့သူတွေရှိတယ်ဒါပေမဲ့ဝင်လို့မရဘူးသိလားနေမှနေပုံစော်နေနေဘာနေနေသူတို့ဝင်ဆိုမှဝင်တယ်ໂຕນີ້ແຫຼະ15ແລ້ວມາງາຕຸມາໂລနေດາຕຸຕຸມາຕຸອະມິໂຍຕາໂຕໄດ້ ခုနှစ်ထက်လားမသိဘူးခုနှစ်ထက်တိုက်ကြီးဆိုတော့ကိုကစိုးရိမ်တော့ကို့တူမတွေစီတွတ်ကြည့်ရအဲ့လမ်းนี่ဝင်းကိုမခံပိတ်ထားတော့ကိုကဒီတိုင်းလှည့်ပြန်ခဲ့ရတယ်ကျိုးတွေတားထားပြီးတော့อืมဘယ်သူမှမဝင်ရဘူးအဲ့လိုမျိုးသူတို့တာဝန်ရှိတဲ့သူသူတို့လူကလွယ်လို့အဲ့ကြတော့ပြိုးနေနေပြိနေနေဘာမှလောက်ပိုင်ခွင့်မရှိဘူးလေကိုရီးယားလောက်ပိုင်ခွင့်လည်းမရှိဘူးကုညီကြပါဥပမာထားပါတော့အဲ့ဒီအိမ်ပြိုတဲ့သူက ပိုင်ရှင်ကကိုနဲ့ရင်းနှီးလို့ဘယ်သူမှလုံးမရှင်လာလောက်ကူပါအောင်ဆိုရင်ငါတို့ကလက်နဲ့ရက်ဖျက်ရဖျက်ရသွားဖျက်မဲ့သူမျိုးသွားရက်ပေးမဲ့သူမျိုးဒါမှမဟုတ်အဲ့လိုလုံးလို့လည်းမရတဲ့အခြေအနေတွေအများကြီးရှိတယ်။ဟုတ်ကဲ့ပါဗျာ။ဒါကတော့လက်ရှိမန္တလေးမှာဖြစ်နေတဲ့မြေပြင်အခြေအနေကိုပြောပြသွားတဲ့ဒေတာခံဖြစ်ပါတယ်။အခုမန္တလေးမှာ ရှိတဲ့တိုက်တာအဆောင်90ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ် တချို့တိုက်တွေမပြိုပေမဲ့လူနေလို့မရတော့ဘူးတချို့တိုက်တွေအုပ်ပုံအတိပြိုကျသွားတယ်အဲ့ဒီအဲမှာမှအလူရှင်တွေအနေနဲ့လည်းတကယ်တမ်းလိုအပ်နေတဲ့နေရာကိုထိထိရောက်ရောက်လှူဖို့လိုပါတယ်ထမင်းဒုတ်တွေကြီးပဲဆွတ်လှနေတဲ့အတွက်ကြောင့်ထမင်းဒုတ်တွေက မစားနိုင်မတောက်နိုင်နဲ့ကျုံးပေးမှာအမှိုက်တွေလိုပုံပြီးတော့ပုတ်သိုးပြီးတော့ပလူပြန်နေပါတယ်ရှင်းမဲ့လူလည်းမရှိဘူးလို့တည်င်းရပါတယ်အဲ့တော့နောက်လှမဲ့သူတွေလည်း တကယ်တမ်းလိုအပ်နေတဲ့နေရာတွေကိုပတ်စံသို့မဟုတ် စေဝါတွေလူဖို့လိုပါတယ်။နောက်အရေးကြီးဆုံးကဓာတ်စားတို့ရေတို့ပါ။နော်အဲ့တော့အရာတွေကိုအဓိကထားလှူစေချင်ပါတယ်။အဲ့တော့တချို့လူတွေလဲကိုတကယ်စားနိုင်မှာပဲယူကြပါမစားနိုင်ဘဲနဲ့လဲအများကြီးယူပြီးတော့အခုလိုမျိုးအမိုက်တွေတောင်ပေါ်ရပုံဖြစ်အနံ့တွေထွက်ထမင်းတွေကိုအဲ့လိုမျိုးစီးမဲ့ကမ်းမဲ့လွတ်ပစ်ထားတာတော့မကောင်းဘူးလို့ကျွန်တော်တို့ကတော့ထင်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ကွီးစော်ပါ မန္တလေးရဲ့အခြေအနေလေးကိုလည်းရီယက်ရှင်လို့တင်ပြပေးလိုက်ရပါတယ်ဗျာကျေးဇူးတင်ပါတယ်